တောင်တွေကိုမဖြိုပဲကွန်ကရစ်နဲ့ဖုံးအုပ်ပစ်တဲ့ဒီရုပ်နိုင်ငံရဲ့နှစ်တရာခံမဲ့လမ်းနေကမ္ဘာပေါ်မှာအနေအများဆုံးလမ်းနေလို့ပြောလိုက်ရင်ကျွန်တော်တို့အားလုံးတောင်တွေကိုဖျက်ဖောက်ထားတဲ့လမ်းတွေကိုပြေးမြင်ကြမှာပါမြေပြိုမလားကြောက်တုံးတွေပြုတ်ကျလာမှာလားဆိုတဲ့စိတ်နဲ့ဖြတ်တန်းသွားလာနေရတဲ့လမ်းတွေပါပဲနိုင်ငံအများစုဟာတောင်တွေကိုဖြိုတယ်ဥမင်တွေဖောက်ပြီးလမ်းတွေတည်ဆောက်ကြပြီဒါပေမဲ့တရုတ်နိုင်ငံရဲ့နီလန်ကတော့အားလုံးကိုအံ့အားသင့်စေခဲ့ပါသည်သူတို့ကတောင်တွေကိုမဖြိုပါဘူးအဲ့ဒီအစားတောင်တစ်ခုလုံးကိုကွန်ကရစ်နဲ့ဖုံးအုပ်ပစ်လိုက်တဲ့ဆိုရင်သင်ယုံနိုင်မှာမလားဟုတ်ပါသည် ဒီလိုအင်မတန်ကြီးမားပြီးထူးခြားတဲ့တွေးခေါ်ပုံကြောင့်ပဲဒီရုပ်နိုင်ငံဟာအခြေခံအဆောက်အုံပိုင်းမှာကမ္ဘာထိပ်ကိုရောက်နေတာပါသူတို့ဘာကြောင့်ဒီလိုလုပ်ရတာလဲတကယ်တော့ဒီရုပ်နိုင်ငံရဲ့တောင်ထူရက်တဲ့ဒေသတွေမှာမိုးများပြီးမြေပြိုမှုအန္တရာယ်အလွန်များပါသည်ဒါကြောင့်မလို့လမ်းဖောက်ဖို့တောင်တွေကိုဖြိုချလိုက်ရင်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အပြင်နှစ်စဉ်တစ်တိုင်းမြေပြိုမှုတွေကြောင့်လမ်းတွေပြက်စီးပြီးပြည်ပြင်စရိတ်ကမခန့်မှန်းနိုင်အောင်များပြားနေပါသည်ဒီပြဿနာကိုအမြင့်ဖြတ်ဖြေရှင်းဖို့သူတို့ကဘယ်သူမှမတွေးဘူးတဲ့နည်းလမ်းကိုသုံးခဲ့ကြတာပါ သူတို့ရဲ့နီလန်းကတော့တောင်ရဲမျက်နှာပြင်တစ်ခုလုံးကို အရင်ဆုံးတန်ခွက်တွေအားဖြည့်ကြောက်စုတွေနဲ့ခိုင်ခန့်အောင်ပြုလုပ်ပါရီပြီးတဲ့နောက်မှာတော့ short concrete လို့ခေါ်တဲ့နီးပညာနဲ့အထူးပြုလုပ်ထားတဲ့စက္ကရိယာကြီးတွေဓာတ်လီကားလိုကရင်ကြီးတွေကိုတုံးပြီးတောင်ရဲမျက်နှာပြင်ပေါ်ကို concrete တွေနဲ့ပတ်ဖြန်းပြီးပြီးပြည့်စုံတဲ့အလွှာတစ်ခုဖြစ်အောင်လို့ဖုံးအောင်လိုက်တာပါပဲဒါဟာတောင်ကြီးတစ်ခုလုံးကို concrete ချဝစ်တန်းစာဆင်ပေးလိုက်တယ်လို့ပါပဲဒီလိုလိုချင်းအပြင်ဘာအကျိုးကျေးဇူးတွေရလာလဲနံပါတ်1ကတော့ဘေးကင်းလုံခြုံမှုပါ ွန်ကရစ်လွှာကြီးကတောင်းပြိုကြခြင်းကြောက်တုံးတွေပြုတ်ကြခြင်းကနေလမ်းကိုလုံးဝကားဝယ်ပေးထားပါသည်။ဒါကြောင့်မလို့ရင်မောင်းနေအနေနဲ့ဘာမှစိုးရိမ်စရာမလိုပဲလုံခြုံစွာမောင်းနှင်သွားလာနိုင်ပါသည်။နံပါတ်2ကတော့ကြာရှည်ခံမှုပါ။ဒီလိုတိဆောက်ထားတဲ့လမ်းတွေနဲ့ကွန်ကရစ်နေရန်တွေဟာလာမယ့်နှစ်ပေါင်း100လောက်ထိပြုပြင်ထိန်းသိမ်းစီရမလို့ပဲခိုင်ခန့်နေမှာပါ။ကန်တူးကုန်ကြစည်ရိတ်ကအလွန်မင်းများပြပေမဲ့ရေရှည်မှာပြုပြင်စည်ရိတ်ကိုထည့်သွားလိုက်မယ်ဆိုရင်အများကြီးပိုသက်သာပါသည်။နောက်ဆုံးတစ်ချက်ကတော့ပတ်ဝန်းကျင်ထိန်းသိမ်းမှုပါပဲ။တောင်ကိုဖြိုချလိုက်ရင်ဖြစ်လာမယ့်မြေစီလွားတိုက်စားမှု တည်တော်ပြုံးနှီးမှုတွေကိုကာကွယ်ပြီးသားဖြစ်သွားပါလိမ့်။တောင်ရဲမူလပုံစံကိုမပြတ်စည်းစေပဲအပေါ်ကနေအခွန်တစ်ခုအနေနဲ့ကာကွယ်ပေးလိုက်တဲ့သဘောပါ။ဒီရုပ်နိုင်ငံကဒီနီးပညာကိုသူတို့နိုင်ငံရဲ့အရေးကြီးတဲ့အဝေးပြေးလမ်းမကြီးတွေအထူးသဖြင့်စီချွန်း၊ယူနန်လိုမျိုးတောင်ထူရက်တဲ့ပြည်နယ်တွေမှာအများဆုံးအသုံးပြုနေပါလိမ့်။ဒီလိုကြီးမားတဲ့စီမံကိန်းတွေကသူတို့ရဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာစွမ်းရည်ဘလောက်မြင့်မားတယ်ဆိုတာကိုတတ်သိပြနေတာပါ။အဆုံးသတ်အနေနဲ့ခြုံငုံပြီးတော့ပြောရရင်ဒီလောက်ရဟာတာမန်လန်ဖောက်တဲ့အင်ဂျင်နီယာပညာရဲ့တစ်ခုကိုပြသနေတာထက်အများကြီးပိုပါရီ ဒါဟာပြဿနာဖြစ်လာမှရှင်းမယ်ဆိုရဲရေတိုဖြည့်ရှင်းနေမျိုးမဟုတ်ဘဲနဲ့နောက်ထပ်နှစ်တရာတိုင်အောင်ဒီပြဿနာတွေဘယ်တော့မှမဖြစ်စေရဘူးဆိုရဲအနာဂတ်ကြိုတင်တွတ်ချက်ထားတဲ့ဂျီမာရဲတွေးခေါ်မှုမျိုးကိုတတ်သိပြနေတာပါပဲလူသားရဲ့ဉာဏ်ပညာနီးပညာနဲ့ရည်မှန်းချက်တွေပေါင်းစပ်လိုက်တဲ့အခါတဘာဝတရားရဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေကိုတော့ဘလို့ယင်ပေါင်းအောင်ထိန်းချုပ်နိုင်တယ်လဲဆိုတာကိုပြသလိုက်တဲ့လက်တွေ့တာရကားတစ်ခုပါပဲဒီတော့ကုန်ကြမ်းစရိတ်များပဲမြေရှိအတွက်ဘီကင်မီခိုင်ခန့်တဲ့အပြင် ပတ်ဝန်းကျင်ကိုပါကာကွယ်ပေးနိုင်တဲ့ဒီရုပ်နိုင်ငံကဒီနီလန်းကိုရောတင်ရောဘယ်လိုမြင်ပါသလဲရေရှည်ကိုကြည့်တဲ့ကြီးမားတဲ့စီမံကိန်းတွေကကျွန်တော်တို့နိုင်ငံအတွက်ရောစဉ်းစားစရာတခုဖြစ်နိုင်မလားအမြင်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ပြီးကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့ဦးမြောက်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေမှာပြန်ဆောင်တွေ့ကြပါမယ်